အဆမ်ဘူပနဆမအညာမလို့စစ်သားမလို့လဲတေးရမှာပဲဘိန်းရှူလဲတေးမှာပဲဘိန်းစားပြီးသူများပစ္စည်းခိုးလို့တက်ပြစ်ခံရတာထက်စာရင် အခုလိုစစ်သားလုပ်ပြီးတေးသွားတော့အဖွားလဲသားအတွက်ကိုယူဝန်တာပါတယ် ရှာမမွန်ကဒူမရဲ့အသက်20အရွယ်သားရှိတဲ့တာဖြစ်သူမိုင်းအမောင်ရဲ့လူရဲနဲ့ပတ်သက်ပြီးဂုံယူတဲ့အကြောင်းပြန်ပြောပြနေတာပါ။နှမ်ခမ်းမျိုးကိုပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာ19ရက်မှာတောင်တမရ PSF Tinery ကတိမ့်ပိုက်ခဲ့တာဖြစ်ပြီးမြို့တိမ့်တိုက်ပွဲအတွင်း Tinery ရဲ့ရဲဘော်10နဲ့ချီလဲကြာဆုံးခဲ့ပါတယ်။ ကြဆုံးသူတွေထဲနှမ်ခံမျိုးနဲ့မန်ကန်ကျေးရွာကအသက်20အရွယ်မိုင်းယမောင်လည်းအပါအဝင်ပါမိုင်းယမောင်ဟာနှမ်ခံမျိုးတိမ်တိုက်ပွဲပြီးရင်အိမ်ပြန်လာမယ်လို့မိခင်ဖြစ်သူကိုဖုန်းဆက်ပြောခဲ့ပြီးနောက်၄ရက်မြောက်နေ့မှာပဲတိုက်ပွဲအတွင်းကြာသွားခဲ့တာလို့ယာမမုံကပြောပြပါတယ်ไปจ้าเดียญาอ่าญาน้ำตู้ญาจ่อยหกแดดดิเออหมดเลยป่ะอันเกี่ยวตรุน้ำตู้ก็นี่น้ำข้าวตัดลาได้นี่เบอัศตวยย่าดา သူကဖုန်းခေါ်လာပြီးတာရုနမ်ခမ်းရောက်ပြီတဲ့တောက်ပြီးလေးထည့်ပေးပါအောင်တဲ့ဖုန်းဆက်လာတဲ့အချိန်ကလည်းတိုက်ပွဲဖြစ်နေပြီလေကျမလည်းနမ်ခမ်းမှာတိုက်ပွဲဖြစ်နေတာကိုတာရုကဘာလို့တက်လာလဲလို့မေးတော့တာရုအပက်လာကူမလို့တဲ့အဲ့ဒီမှာသူရက်20လောက်ပဲလာနေသွားတယ်တဲ့သူတိုက်ပွဲမကြခင်လေးရက်မှာကျမစီဖုန်းထက်ဆက်လာတယ်နောက်လေးရက်လောက်ဆိုခွန်တောင်းမိသားရဲ့တငယ်ချင်းနဲ့အိမ်ပြန်လာခဲ့မယ်တဲ့သူပြောတဲ့နောက်လေးရက်ရောက်တော့သူတိုက်ပွဲကြတဲ့တရင်ပဲရောက်လာတော့တယ် ူရဲ့ရက်လဲပြီးတဲ့နောက်လေးရက်မှာပဲစခန်းတစ်ကုန်းကိုတင်နိုင်ခဲ့တာမိခင်တယောက်အနေနဲ့ဒါတယောက်ဆုံးရှုံးလိုက်ရလို့ရင်ခွဲမတက်ခံစားရပြီးမဲ့လူမျိုးအတွက်အလုတ်လောက်ရင်အသက်တွေချွေပေးလူတွားတဲ့ဒါဖြစ်သူရဲ့လောက်ရက်အတွက်အငဲကုံယူနေတယ်လို့ရာမမုံကပြောပါတယ်အနာပေါ်အနာတော့ပါကံပါဒီအကောညာလေးရအောင် ကျမသားကလူမျိုးတက်လှုပ်လှုပ်ရင်းနဲ့တည်သွားရဲဆိုတာအလုံးသိကြတယ်။သူသားကတခိုးမလို့ဖန်ခင်လက်ရတာသူသားကဘိစားမလို့အမိုက်ပုံမှာတွားနေရတာဆိုတဲ့သတင်းတွေထက်အခုလိုလူမျိုးအတွက်အသက်ပေးလှူသွားတာကိုပဲကျင်းနေပါတယ်။မမျိုးပေမဲ့ဘာမှမတတ်နိုင်ဘူးလေ။ကျမတို့တာမန်လူတွေဒီတိုင်းတည်သွားရင်ဘာတမိုင်းမှတ်တမ်းမှမကြံခဲဘူး။သူတို့အခုလိုစစ်တိုက်လို့တည်သွားတော့တမိုင်းမှတ်တမ်းနဲ့ကျန်ခဲ့တာပေါ့ နမ်ခမ်မျိုးတိန်တိုက်ပွဲအတွင်းကြဆုံသွားတဲ့ရဲဘော်တွေရဲ့အယိုးပြကိုတောင်တမတော်ကနမ်ခမ်မျိုးရဲ့တနေရာမှာအာဇာနည်ဗိမာန်အဖြစ်ဂူတွင်းထားပါတယ်။အဲ့ဒီဗိမာန်မှာကြဆုံခဲ့တဲ့ရဲဘော်62ဦးအတွက်အထင်အမှတ်အုပ်ကို62ခုရှိနေပါတယ်။မိုင်းအမောင်လိုပဲနမ်ခမ်မျိုးနယ်ဗဒန်ကြီးရွာမှာနေထိုင်တဲ့အရာခံဘူအဆင့်ရှိတဲ့မိုင်းညီမောင်ကလည်းနမ်ခမ်မျိုးတိန်တိုက်ပွဲအတွင်းကြဆုံသွားခဲ့တာပါ။ သူဟာလွန်ခဲ့တဲ့2013ခုနှစ်ဧပြီလကတည်းကချန်နယ်တက်တဲ့မိမိတဘောဆန္ဒနဲ့ဝင်ရောက်ကတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး10နှစ်ကျော်အကြာပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာ1ရက်နေ့ကနတ်ခမ်းမြို့ရှိစစ်ကောင်စီတပ်ရဲ့စခန်းတစ်ကုန်းကိုတိမ်းတဲ့တိုက်ပွဲမှာကြာဆုံးခဲ့တာပဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းဖုန်းလိုင်းနဲ့အင်တာနက်လိုင်းပြတ်တောက်တာကြောင့်တားဖြစ်သူတိုက်ပွဲမကြခင်နောက်ဆုံးအဆက်အသွယ်ရခဲ့တာနဲ့ပတ်သက်ပြီးမိုင်းညီမောင်ရဲ့မိခင်ဖြစ်သူယာဤမြတ်ကျင်ကအခုလိုပြန်ပြောပြပါဗျာ။ဟုတ်အန်မကျော်တဲ့လေဒါသကန်အပတ်ငယ်စမီယောတူတိုက်ပွဲမကြခင်တည်းကဖုန်းဆက်လာပြီးအမေသားတို့စကန်တစ်ကုန်းပေါ်တက်ရမယ်တဲ့သားတို့ဖျားမှာဖြောင်းနိုင်လေထွန်းပေးပါတဲ့ကျမကသားတို့ခုပဲမှာလဲလို့မေးတော့ ဒါတော့ခုလေရင်ပုံနေရတယ်။သူအဲ့လိုပြောတော့ကျမစိတ်တွေလည်းရမ်းပူလာပြီ။ဖျောင်းနိုင်နဲ့ထွန်းပေးတယ်။မြရောက်တော့သူ့စီဖုန်းခေါ်လို့လည်းမရတော့ဘူး။အဲ့နေ့တနေ့ကဘလို့မှဖုန်းခေါ်လို့မရတော့ဘူး။နောက်နေ့မနေ့ရောက်တော့သူတိုက်ပွဲကြွားပြီဆိုတဲ့တဲ့ရောက်လာတော့တာပဲ။စေးရုံတက်နေတဲ့သူတငယ်ချင်းကညီမောက်ကြွားပြီတဲ့။ကျမအဲ့လိုကြားတော့ဘလို့မှစိတ်ပျော်တော့ဘူး။အဲ့လိုဖြစ်ဖို့ကံပါလာတော့လဲ။ ရက်လဲစွန်ကပ်ပေးယုံကလွဲပြီးကျမတို့လည်းဘာမှမတတ်နိုင်လေသူတို့တက်လူကြီးကလည်းအဲ့နေ့ပဲအိမ်ရောက်လာကြတယ်သူတို့လာတော့ကျမကတားရဲ့ရက်လဲမှာတော့တားရဲ့ရုပ်အလောင်းလေးတော့ရအောင်ယူပေးစေချင်တယ်လို့ပြောတော့စကန်တစ်ကောင်ကမသိနိုင်သေးတော့လုံးလုံးဆယ်လောင်းပြင်မရနိုင်သေးဘူးစကန်တစ်သိမ့်ပြီးရင်တော့သူတို့ရအောင်လုပ်ပေးမယ်ရက်လဲမလုပ်ရင်အမိန်ပြန်နှန်းစာချဖို့နေရာမရှိဘူး အဲ့အကြောင်းသူရဲ့ရက်လယ်နေမှာသူ့ထက်လူကြီးရေကအိမ်ထဲမှာပဲအမိန်ပြန်နန်းစာလာချသွားတယ်မိုင်းညီမောင်ဆုံးသွားပြီးတဲ့နောက်သူရဲ့အသက်9နှစ်နဲ့8နှစ်အရွယ်တာလီနှစ်ယောက်ကိုယာယီမြကျင်တို့လင်မယားနှစ်ယောက်က နေစာလိုက်လို့ရင်းရှာကျွေးနေရတယ်လို့ဆိုပါတယ်။အဲဆန်ပါအလူတိုနမ်အမခွေပါလေနီ and then no sl ပို့ခိုင်းမှာအဲ့ဒါပါနာလူဟာတားကိုဆုံးရှုံးလိုက်ရလို့ဝမ်းနေပေမဲ့တားကလူမျိုးအတွက်အသက်သွေးချွေးပေးလူသွားတာပဲလို့စိတ်ဖြစ်နေရတယ်။အဖိုးကလည်းအသက်ကြီးပြီဆိုတော့အိမ်မှာနေပြီးမြေးလေးညောက်ကိုထိန်းနေ။ကျမကတော့နေတိုင်းနေစားလိုက်ရတာပေါ့။အနောက်ကနေကူရှာပေးမဲ့လူမရှိတော့မတွားရင်လည်းစားစရာမရှိမှစိုးရယ်လေ။ချွေးမကလည်းတားရဲ့ရက်လေပြည့်ရဲ့နောက်ပြည့်ဆို တရုတ်ပြည်ဖက်တက်သွားပြီးပတ်စံသွားရှာရယ်။သွားလိုက်ပြန်လာလိုက်နဲ့ကျမတို့ပတ်စံလာမပေးဘူး။စိတ်ကိုတရားနေတာမဖြစ်ကျမယူဝနိုင်တော့တယ်။တိုက်ပွဲအတွင်းကြဆုံသွားတဲ့တပ်တားတွေရဲ့ကြံရစ်ခဲ့တဲ့တာတမီတွေထဲမှာအသက်18နှစ်မပြည့်သေးတဲ့သူရှိရင်18နှစ်ပြည့်တဲ့အထိတပ်သားတွေရဲ့ရာထူးအလိုက်ရတဲ့လဆာအတိုင်းတောင်းတပ်ဖက်ကထောက်ပံ့ပေးတာရှိပေမဲ့မိသားစုစာဝတ်နေရေးအတွက်မလောက်ငနိုင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့်တော်လရင်တာဝန်ထမ်းဆောင်ရင်ကြဆုံခဲ့တဲ့ဒူတိုင်းရဲ့ကြံရစ်တူမေတ္တာစုဝင်တွေရေရှည်ရက်တည်နိုင်ရေးအတွက်အထောက်ပံ့ပေးနိုင်တဲ့နီလန်ရှာဖွေကြဖို့တိုက်တွန်းပြောဆိုမှုတွေလည်းရှိနေပါသေးရှင်။